။သွားလဲကလွင်ကျမ်းမာရေးကခန္ဓာကိုယ်တစ်ခုလုံးကျန်းမာဖို့အတွက်မရှိမဖြစ်အရေးပါပါတယ်။ဒီလိုပြောရတာကခေါင်းဆန်းချေအဆုံးကျန်းမာစေဖို့အရေးပါတဲ့အာဟာရကိုစားသုံးချေပြတ်ဖို့တာဝန်ကိုသွားလဲကလွင်ကတာဝန်ယူထားလို့ပဲဖြစ်ပါတယ်။ဒီတော့ကျန်းမာတဲ့သွားလဲကလွင်ကိုပိုင်ဆိုင်စေဖို့အတွက်စားပေးတဲ့စူပါအစားအစာလေးမျိုးပြပြပေးကြမှာပဲဖြစ်ပါတယ်။ Harry List ဆိုတာကိုမကြည့်ခင်မှာ channel လေးကို subscribe လုပ်ပါတင် subscribe လုပ်ပြီးတော့ဖိနာနူဒီဘဲလို့လည်းဖြည့်ပေးပါအောင်ရှင်။ ပထမဆုံးစားပေးတဲ့အစားအစာတမျိုးကတော့ပန်းသီးပဲဖြစ်ပါတယ်။ဒီနေ့ကိုပန်းသီးတစ်လုံးပုံမှန်စားပေးတာကကျန်းမာစေရဆိုတဲ့စကားထဲမှာသွားတွေအတွက်လည်းပါပါတယ်။ပန်းသီးပုံမှန်စားနေတယ်လို့သွားနဲ့ကရင်ကိုပုံမှန်တန်ရှင်းလုပ်ဖို့လည်းလိုအပ်ပါတယ်။ပန်းသီးဆိုတဲ့နေရာမှာလက်ဆက်တဲ့ပန်းသီးဖြစ်ဖို့လိုအပ်ပါရဲ့နော်။ပန်းသီးဖြော်ရည်တွေပန်းသီးကြောက်တွေမဖြစ်ဖို့လိုပါတယ်။ ပန်းသီးကိုဝါလိုက်တဲ့အခါပန်းသီးရဲ့အမြင်တတ်ချို့ဝမှုကသဖုံးလေးကိုကျန်းမာစေဖို့လှုပ်ဆောင်ပေးပြီးတော့ဂရင်းထဲမှာဗတိတရတွေမပေါက်ပွားစေဖို့လည်းဟန့်တားပေးပါတယ်။သွားလက်ဂရင်းကျန်းမာစေဖို့အတွက်ပန်းသီးအပြင်ဗီတာမင်စီကျွဲဝါတဲ့အစ်တော်သည်စတော်ဘယ်ရီ၊လိမ္မော်သည်၊နတ်နတ်သည်၊ခရမ်းချစ်ကြီးနဲ့သခွားသည်စတာတွေကို စားပြုလို့ရပါတယ်။နောက်ထပ်တစ်မျိုးကတော့မုန်လာအုပ်နီပါ မုံလာဦးနီတရုတ်နန္နန်တို့လိုမျိုးအမြင်သက်ကြွယ်ဝတဲ့အသည့်အနှံတွေကသတွေးထွက်အောင်လှုပ်ဆော်ပေးပြီးတော့သွားနဲ့ဂရင်းချမ်းမာစီဖို့အထီရောက်ဆုံးထောက်ကူပေးနိုင်ပါတယ်။မုံလာဦးနီနဲ့တရုတ်နန္နန်တို့မှာဆိုရင်ပိရမဲအေပါဝင်နာကြောင့်သွားတွေကိုကြောက်ခိုင်စီဖို့အထီရောက်ဆုံးထောက်ကူပေးနိုင်ပါတယ်။နောက်ထပ်တစ်မျိုးကတော့အစိရောင်ဟင်းသီးဟေးရော်တွေပဲဖြစ်ပါတယ်။ဆလက်ရွက်ကိုင်နံဟင်းနုံွယ်ကညွန်းနဲ့ကော်ပီတို့တို့လိုမျိုးအစိမ်းရရောင်ဟင်းသီးဟင်းရည်တွေမှာဗီတာမင် A ဗီတာမင် C ပီတာကာရိုတဲ့ဖော့စရိတ်ကယ်စီယမ်နဲ့မက်ဂနီဆီယမ်တွေပါဝင်နေတာကြောင့်သွားတွေကိုအကောင်းဆုံးထောက်ကူပေးနိုင်မှာပါ။နောက်ဆုံးတစ်မျိုးကတော့ berry သီးပဲဖြစ်ပါတယ်။ cranberry သီး blueberry သီး raspberry သီးတွေကတချီတွေမဖြစ်အောင်ကာကွယ်ပေးတယ်လို့ဂရင်းထဲမှာဗတိရိယာတွေမဖြစ်စေဖို့လည်းဟပ်ထားပေးပါရစေ။တော်ဖို့မဆောက်အောင်လည်းကာကွယ်ပေးနိုင်ပါရဲ့ရှင်။ ီလောက်ဆိုရင်တော့သွားတဲ့ကြံခိုင်ပြီးတော့ကျမ်းမာတဲ့ခရင်းလေးကိုပိုင်ဆိုင်နိုင်စေဖို့အတွက် အခုပြပြပေးခဲ့တဲ့အသေးနယ်လေးတွေကိုစားသုံးမိဖို့လိုအပ်ပါတယ်ရှင်ဗီဒီယိုလေးကိုအဆုံးမိကြည့်ပြီးအတွက်အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါဦးနော်